ပြပခဒေတာတွေမှာ သတင်းတပုတ်ကိုမှန်မှန်ကန်ကန်နဲ့ပတ်ရှုထောင့်ဆောင်ကနေတင်ပြနိုင်ဖို့ကြိုးစားရတဲ့အခါမှာတစ်ဖက်ထဲလည်းမေးလို့မရဘူးကောနော်ဥမာကျမတို့ဆိုတချို့ဘာကြုံရတာရှိလဲဆိုလို့ရှိရင်တိုက်ပွဲဖြစ်လို့ရွာလုံးကျွပြေးရတယ်ဆိုလို့ရှိရင်အဲ့ဒီရွာအခြေအနေကိုတင်ပြခြင်းရင်သတင်းဌာနကြီးရဲ့စီမင်းစီကံအရာဆိုလို့ရှိရင်တော့ဒါသတင်းတစ်ခုပြောတဲ့အခါမှာအဲ့ဒီရွာသူမီးရလားဆိုအဲ့ဒီရွာမှာတရွာတရွာလုံးဘယ်သူမှမရှိတော့ဘူးထွက်ပြေးသွားပြီပေါ့နော်ဆိုတော့ပြောမဲ့သူတော့မရှိတော့ဘူးဆိုတော့အနည်းဆက်ဆုံးရွာကိုမီးရတယ်အနည်းဆက်ဆုံးရွာမှာအဲ့ဒီကနေထွက်ပြေးလာတဲ့သူတွေရှိနေသလားထွက်ပြေး လာတဲ့သူတွေကိုယ်တိုင်ကပြောနိုင်နေဆိုရင်လည်းရအောင်လူလိုက်ရှာရတာပေါ့နော်ဒါကအဖြစ်ပြက်တစ်ခုပေါ့ဆိုတော့အဲ့လိုဖြစ်တာအခါမှာလဲဘတ်ဆုံပြောကြတယ်ဒါကဘသူဘက်ကစတိုက်တယ်လို့ဒီဘက်ကစတိုက်တာလို့ဟိုဘက်ကစတိုက်တာလို့စသဖြင့်ပေါ့နော်ဆိုတော့ကျမတို့ကအဲ့တော့အဲ့လိုအခြေအနေမျိုးကြုံလာရပြီဆိုလို့ရှိရင်လည်းဘတ်ပေါင်းစုံပေါ့အဖြစ်ပြက်တစ်ခုဆိုလိုတာတော့အဖြစ်ပြက်တစ်ခုအခြေအနေတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ဒီအဖြစ်ပြက်အခြေအနေမှာပါဝင်ပတ်သက်တဲ့ လူတွေအဖွဲ့အစည်းတွေကိုလည်းကျမတို့ကမေးရတယ်။ဒီအဖြစ်ပြက်ကရောဘယ်လောက်ထိဘယ်လိုပုံစံနဲ့စဖြစ်တယ်လဲဘယ်လိုဘယ်လောက်ထိကြဲကြဲပြန့်ပြန့်သူ့ရဲ့တက်ရမှုက ဘာတွေဖြစ်သွားတယ်လဲဆိုတာကိုလည်းကျမတို့ကခြုံငုံပြီးတော့ဖော်ပြရတယ်။ဘယ်နေရာမှာဘာဖြစ်တာလဲ၊ဘယ်သူကလောက်တာလဲ၊ဘာကြောင့်ဖြစ်ရတာလဲစသဖြင့်ပေါ့နော်။ဘာဘာဘာမိကုန်းနေလဲအများကြီးရှိပါတယ်။ဆိုတော့ဒါသတင်းသတင်းသမားတွေရတော့ဒါအခြေခံအားလုံးသတင်းသမားတော်တော်များများသိကြတဲ့အရာတွေပါပဲဆိုတော့အဲ့ဒါတွေကိုအားလုံးပါအောင်လုပ်ရတယ်တစ်ချိန်တည်းမှာမှကျမတို့ကဘက်လိုက်မှုกินပြီးတော့မိခိုကင်းတဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေအဖြစ်ယက်တီဖို့ဆိုတဲ့နေရာမှာ တစ်ဖန်တည်းကိုပေါ်ပြလို့မရဘူးအနည်းဆုံးသတင်းရင်းမြစ်အနည်းဆုံးနှစ်ခုရှိရမယ်နှစ်ခုရဲ့အထက်ရှိရမယ်သုံးခုလေးခုရနိုင်ရင်အကောင်းဆုံးပဲဆိုတော့ကျွန်တော်တို့ကဒီသတင်းကတူရတယ်လို့ပြောဆိုကျွန်တော်တို့ ချက်ချင်းလွှင့်လိုက်လို့မရဘူးကျမတို့နောက်ထပ်တနေရာကိုထပ်မေးရတယ်ထပ်မေးပြီးတော့မှဟုတ်ရဲ့လားဆိုတော့ကျမတို့အတီးပြူရတယ်အတီးပြူပြီးတော့မှ order ကတော့ဟုတ်တယ် according to ဒီဒီလိုဒီလိုပြောဆိုချက်ရတော့ဒီလိုဒီလိုဖြစ်ကြောင်းသိရပါတယ်ပေါ့နော်ဆိုတော့အခုခေတ်မှာကြတော့အခုနောက်ပိုင်းမှာက social media တွေကလည်းအများများလာပြီးတော့လူတိုင်းကကိုယ်ဖုန်းလေးတစ်လုံးရှိတယ်ဆိုလို့ရှိရင်တော့မှဟိုအတန်လွှင့်တယ်လို့ဟိုပြောခြင်းနဲ့အကြောင်းအရာကိုပြောလို့ရနေတဲ့အခါမှာကြတော့တခါတည်းမှာဘာဖြစ်တယ်လဲဆိုလို့ရှိရင်လူတွေကဒါအစ်အမှန်လားမဟုတ်ဘူးလားဟုတ်လားဆိုတော့ဝေဖန်ပိုင်းခြားဖို့ခက် က်ခဲလာတာတွေရှိလာတယ် AI စနစ်ကကောင်းလာတာလည်းပါတာပေါ့နော် artificial intelligence ပေါ့လीပြောရလို့ရှင်ဓာတ်ပုံကနေတော့စကားပြောတဲ့ဟာမျိုးပေါ့လीဆိုတော့အဲ့လိုတွေဖြစ်လာတဲ့အခါမှာနောက်တစ်ခုကမြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေကဒါဒီလွတ်လပ်တဲ့သတင်းဝင်ကျင်မှာနေလာရတာမဟုတ်တဲ့အခါကျတော့သတင်းတွေနဲ့ပတ်သက်လာလို့ရှိရင်ဘယ်သတင်းကသတင်းမှန်လဲသတင်းမှားလဲဆိုတာကိုခါလိကြရင်ဝေဖန်ပိုင်းခြားဖို့ခက်ခဲလောက်အောင်ကိုဤပညာတွေဆိုတာပြောတဲ့ဆိုရှယ်မီဒီယာတွေကလည်းအများကြီးရှိလာတဲ့အခါမှာစစ်စစ်ရတာအင်မတန်ခက်ပါတယ်ဆိုတော့အကောင်းဆုံးကတော့ဖြစ်နိုင်လို့ရှိရင်တော့တကယ်ယုံကြည်စိတ်ချတဲ့သတင်းဌာနကြီးတွေပေါ့နော်ယုံကြည်စိတ်ချတဲ့သတင်းဌာနကြီးလို့ပြောတဲ့နေရာမှာလည်းဒီလိုဖြစ်လာဖို့ကနှစ်တိမ်များစွာတိဆောက်ပြီးတော့မှဒီသတင်းဌာနကြီးတွေကတော့သူတို့ထုတ်လွှင့်ချက်တွေကတော့ မှန်ကန်ခဲ့တယ်ဆိုတာကိုလူတွေရဲ့ဒီယုံကြည်လက်ခံမှုရဖို့ဆိုတာတရက်နှစ်ရက်နဲ့ဖြစ်လာတာမဟုတ်နှစ်နဲ့ချီပြီးဖြစ်လာတာဆိုတော့ဒီလိုယုံကြည်ရတဲ့သတင်းဌာနကြီးတွေကထုတ်လွှင်တာဒီကိုပဲအတိတ်ကအလေးထားပြီးတော့နားထောင်စီခြင်းနဲ့အဲဒါတို့ဒီပေါ်မှာမှမှန်ဘလောက်ထိမှန်ကန်မှုရှိမလဲဆိုတာကိုကိုယ်တိုင်းစင်ချင်းဟိုစဉ်းစားပြီးတော့မှလက်ခံစီခြင်းတာပေါ့နော်ဆိုရှယ်မီဒီယာပေါ်မှာ Facebook ပေါ်မှာ YouTube မှာတွေ့လိုက်ရတဲ့အကြောင်းအရာလေးတစ်ခုကိုကြည့်ပြီးတော့ဒါသတင်းလို့တော့မယူလိုက်စီခြင်းဘူးသတင်းမှာလဲဒါ mainstream ီဒီယာပေါ့နော်အတိကဒီစောစောပြောတဲ့ယုံကြည်စိတ်ချတဲ့တင်ဌာနကြီးတွေရှိသလိုဆိုရှယ်မီဒီယာပေါ်မှာပြောချင်တိုင်းပြောတင်ပြချင်တဲ့ပုံစံအတိုင်းနဲ့ကိုလိုရောက်ဆွဲပြီးတော့တင်ပြလို့ရတယ်အဲ့လိုသတင်းလုတ်နေတာကြီးလည်းရှိတယ်အဲ့ဒီမှာလည်းဒီဒီမှာမှာလည်းအကျိုးရှိတာကြီးအများကြီးပါကျွန်တော်ပြောနေတာဒါကြီးကောင်းခြင်းမကောင်းခြင်းပြောတာမဟုတ်ပါဘူးအကျိုးရှိတဲ့အကြောင်းအရာကြီးအများကြီးပဲကိုသုံးတန်စေပေါ့နော်မသုံးတန်ဘေးဆိုတာမျိုးပေါ့ဒါလေးကိုတတိချက်ပြီးတော့မှဟိုသတင်းတွေကိုလည်းဝေဖန်ပိုင်းခြားဖို့တော့အရေးကြီးတယ်လို့တော့ထင်ပါတယ်